အားလုံးပဲမင်္ဂလာပါဗျကိုဗီရှယ်ရင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel မှာဆိုရင်ငွေရေးကြေးပညာပေးအကြောင်းအရာများကိုစင်စမ်းမပြတ်တင်ဆက်ပေးနေတာဖြစ်လို့ channel လေးကို subscribe မော်တယ်တဲ့မိတ်ဆွေများ subscribe လုပ်ပြီးတော့ဖို့လေးစားစွာတောင်းဆိုလိုက်ပါခင်ဗျာစိတ်သွားတိုင်းကိုပါစင်စစ်မှန်ရာ လူချမ်းသာသည် စိတ်သွားတိုင်းမှာကိုလဲပါဤလူချမ်းသာစင်စစ်ကြပြလေးမှာပါတဲ့စာကြောင်းလေးပါစိတ်သွားတိုင်းကိုပါဖို့ဆိုတာအကြောင်းသုံးချက်နဲ့ပြည့်စုံရမှာဗျာ နံပါတ်1လွတ်လပ်ပြီးအားလက်တဲ့အချိန်တွေရှိရပါမယ်။နံပါတ်2ငွေကြေးအလုံလောက်ရှိရပါမယ်။နံပါတ်3ကျန်းမာရေးကောင်းရပါမယ်။ဒါကတော့ကိုယ်ရေးကိုယ်တာအကြောင်း၃ချက်ပါ။ကတ်၃ပါ၊ရန်သူမျိုး၅ပါ၊စရိုက်ကြောင့်စိတ်သွားတိုင်းကိုမပါနိုင်တဲ့အချိန်တွေလည်းရှိတတ်ပါတယ်။အချိန်နဲ့ငွေကြေးချမ်းသာမှုအကြောင်းတွေကိုတော့ကျွန်တော်ရေးခဲ့ပြီးပါပြီ။ငွေဘလောက်ပဲချမ်းသာချမ်းသာအချိန်မချမ်းသာရင်လူချမ်းသာအစ်စ်ငွေတခင်အစ်စ်မဖြစ်သေးပါဘူး။ငွေရဖို့အတွက်နဲ့အလုပ်တွေကို အချိန်ပေးလုပ်နေရလို့မအားဘူးဆိုရင်ငွေကကိုယ့်ကိုပြန်ခိုင်းနေတဲ့အဆင့်မှရှိပါသေးတယ်။ငွေရဲ့အခြေကျင်ပါပဲ။ငွေရဖို့တက်တက်အလုပ်လုပ်တာမဟုတ်ပဲလောကအတွက်အကျိုးရှိတဲ့အလုပ်တွေကိုလုပ်နေတယ်။လောက်ရတာလေပျော်တယ်ဆိုရင်တော့ချွင်းချက်ပါ။အချိန်လဲအားတယ်လွတ်လပ်တယ်ငွေလဲရှိတယ်ဆိုပြန်တော့လေသွားဖို့လာဖို့ကျမ်းမာကြီးကမကောင်းရင်စိတ်သွားတိုင်းကိုမပါနိုင်တော့ပြန်ပါဘူး။ဒါကြောင့်ငွေတခင်ဖြစ်ဖို့စူးစမ်းရမှာကျမ်းမာကြီးကိုလစ်လူမရှုစေချင်ပါဘူးဗျ။ကြာကြာဝါမဲ့သွား အယိုးကြည့်ဆောင်ရတယ်လို့ငွေတခင်အဖြစ်နဲ့ကြာကြာနေချင်တော့ကို့ကျမ်းမာရေးကိုထိခိုက်ခြင်းမဲ့ကိစ္စတွေကိုတတ်နိုင်တယ်မြရှောင်ကျင်ရမှာပါဥမာချွေတာချင်လုံးလို့ဈေးပေါ်တဲ့ခောက်ဆွဲ၆ထုပ်လေးတွေပဲပြုတ်စားနေရင်ရေရှည်မှာကျမ်းမာရေးကိုထိခိုက်နိုင်ပါတယ်ရှာထားသမျှစေဖိုးဖြစ်သွားနိုင်ပါတယ်ဆေးလိုက်အရက်ကုန်းညာနဲ့မူးယစ်ဆေးဝါးတွေကိုတော့လုံးဝရှောင်ရှားတင်ပါတယ်အဝမလုံအောင်ကျမ်းမာရေးအတွက်အတင်းတော်တဲ့အစားအစာတွေကိုချင့်ချိန်စားပြီးလေးကျင့်ခန်းလဲလှုပ်တင်ပါတယ်ဗျအစီတွေနဲ့ အချို့တွေကိုတတ်နိုင်တယ်မြရှောင်စီချင်ပါတယ်ဖြစ်နိုင်ရင်တနေ့တစ်ခါတော့ပုံမှန်စီးချင်းတက်ပါတယ်ကျမ်းမာချင်းတီလက်တပါဆိုတာအမှန်ပါပဲကျမ်းမာရေးမကောင်းရင်ငွေကုန်တယ်ငွေရှာရမယ့်အချိန်အစားစေးယုံစီခံရောက်နေရင်ငွေရှာဖို့အချိန်နဲ့အခွင့်အလန်းတွေဆုံဆုံရတယ်အချိန်တွေငွေတွေချမ်းသာနေအောင်မကျမ်းမာလို့စိတ်သွားတိုင်းကိုမပါနိုင်တော့ရင်ဘဝကခါတီးလာတတ်ပါတယ်ဇရာပြာတိအိုချင်းနာချင်းကိုဘယ်သူမှရှောင်လွဲလို့မရပါနဲ့ ကိုယ်ကျမ်းမာရေးကိုကိုယ်တတ်နိုင်တယ်မြစောင့်ရှောက်ဖို့တာဝန်ရှိပါတယ်ဗျရှောင်လွဲလို့မရတဲ့ယောဂါတွေကိုမပြောလို့ပေမဲ့ဒီညံနဲ့ဆင်ခြင်ပြီးကြိုတင်ကာကွယ်လို့ရတဲ့ယောဂါတွေကိုမွေးမထားတင်ပါဘူးခင်ဗျာငွေတခင်ဖြစ်ဖို့ကြိုးစားရင်ငွေတွေချမ်းသာလာတဲ့မြယောဂါပေါင်းစုံကိုပါချမ်းသာလာရင်တော့မဟန်ပါဘူးခင်ဗျာတတိထားဖို့ပါနောက်တစ်ခုကတော့ငွေတခင်တွေအလုပ်လုပ်ကြလာငွေတခင်ဖြစ်သွားပြီးတဲ့နောက်ပိုင်းအလုပ်ဆက်လုပ်ဖို့လူသေးလားလို့မေးလိုက်ရင်ငွေကြေးအတွက်တော့ လုတ်ဆက်လုတ်ဖို့မလိုတော့ပါဘူးလို့ဖြေရပါမယ်။ဒါပေမဲ့တာဝန်သိစိတ်နဲ့အလုတ်ဆက်လုတ်ကြပါရစေ။လူပောင်လောကကိုအချိုးပြုတ်ဖို့အလုတ်ဆက်လုတ်ကြပါရစေ။ဘဝအောင်မြင်ရေးနည်းပြစာရေးဆရာတိုနီရောဘင်းစ်ကဒီလိုပြောခဲ့ပါရစေ။အမှန်တကယ်တော့ကျွန်တော်တို့အများစုဟာငွေကိုမလိုအပ်တော့ပေမဲ့အလုတ်ဆက်လုတ်နေကြပါရစေ။လူတဘာဝအရာတစ်ခုခုကိုမလုတ်ပဲမနေတတ်ကြလို့ပါ။ဒါပေမဲ့ချမ်းသာပြီးပျော်ရွှင်စရာကောင်းတဲ့နေရာကနေအလုတ်လုပ်နိုင်ကြမယ်။အလုတ်ကိုတော့ဆက်လုပ်မယ်။ဒါပေမဲ့ ငွေနောက်တကောက်ကောက်လိုက်နေတဲ့ကြွက်ပြေးပွဲတန်ရာကတော့လွတ်မြောက်သွားပြီလှုပ်ဖို့လိုအပ်လို့ငွေလိုလို့ဆက်လုံနေတာမဟုတ်တော့ပါဘူးဒါဟာငွေကြီးနဲ့ပတ်သက်တဲ့လွတ်လပ်မှုငွေသခင်ဖြစ်သွားခြင်းပါပဲအားလုံးကိုယ်စိတ်နှဖျားစမ်းမချမ်းသာကြပါစေခင်ဗျာလေးစားစွာဖြင့်ပူဆောင်ကျူအခုတင်ဆက်ပေးခဲ့တာကတော့ဆရာပူဆောင်ကျူရဲ့စိတ်သွားတိုင်းကိုပါဆိုတဲ့ဆောင်းပါးနဲ့ငွေသခင်တွေအလုလုကြလားဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်း ီလိုမျိုးငွေကြေးပညာပေးအကြောင်းအရာဆောင်ပါများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးအားပေးသွားခဲ့ကြပါဦးခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျာ